ထမဆုံးတင်ဆက်ပေးမှာကတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဒုတိယမြောက်သက်တမ်းမှာပထမဆုံးကျင်းပခဲ့တဲ့ရွေးကောက်ပွဲအတွင်းဒီမိုကရက်တီသားအနိုင်ရသွားကြောင်းသိရပါတယ်။ဒီကကြဆုံးရွေးကောက်ပွဲ၃ခုထဲကတစ်ခုကိုဇိုရန်မန်ဒနီအနေနဲ့နိုင်ရခဲ့ပြီးနယူးယောက်မြို့တော်ဝင်သစ်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် Democratic Socialist ဖြစ် သူကိုယ်သူရည်ညွှန်းလေးရှိတဲ့မန်ဒနီကပထမဆုံးအာဖရိကဘွားနဲ့တောင်အာရှအနယ်မြို့တော်ဝင်ဖြစ်လာခဲ့ပါရီ။အဲ့နော် New Jersey နဲ့ Virginia ပြည်နယ်အုပ်ချုပ်မှုနေရာတွေအတွက် Democrat ကိုစားပြုအမျိုးသမီးကိုစလဲနှစ်ဦးကသာအနိုင်ရသွားတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့် CIA ထောက်လှမ်းရေးအရာရှိဟောင်း Abigail Spanberger ဟာ Virginia ပြည်နယ်ရဲ့ပထမဆုံးအမျိုးသမီးအုပ်ချုပ်မှုဖြစ်လာတော့မှာပါ။ အသက်53နှစ်အရွယ်မိုက်ကီရှရဲကလည်းနယူးဂျာစီပြည်နယ်ရဲ့အချို့အမှုတာဝန်ကိုထမ်းဆောင်ရဖို့တည်ကြနေပြီဖြစ်ပါရီ။ဒါ့အပြင်ကယ်လီဖိုးနီးယားပြည်နယ်ရဲ့မဲဆန္ဒရှင်တွေကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တစ်ခုကိုအတည်ပြုလိုက်ပါရီ။အခုလိုမျိုးပြင်းစင်ရေးဆွဲလိုက်တဲ့အောက်လွတ်တော်မဲဆန္ဒနယ်မြေဆိုင်ရာမြေပုံအစ်စ်ကြောင့်ဒီမိုကရက်တီအတွက်အသာစီးရစေနိုင်တယ်လို့ရီပပ်ဘလစ်ကန်အမတ်နေရာ၅ခုအထိလဲဖယ်ရှားနိုင်မှာဖြစ်ပါရီ။ အလားတူပန်ဆာဗေးနီးယားပြည်နယ်တရားရုံးချုပ်ကဒီမိုကရက်တရားသူကြီး၃ဦးကိုဆက်လက်တာဝန်ထမ်းဆောင်နိုင်အောင်မဲဆန္ဒရှင်တွေအနေနဲ့ရွေးချယ်တင်မြှောက်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။အခုညမှာ Trump နဲ့မဲဆင်းနဲ့မပါဝင်တာနဲ့အစိုးရလုပ်ငန်းတွေရပ်ဆိုင်းနေတာက Republican တွေရွေးကောက်ပွဲကိုရှုံးနေရတဲ့အကြောင်းရင်းနှစ်ခုဖြစ်တယ်ဆိုပြီးလက်ရှိသမ္မတဖြစ်သူကိုယ်တိုင်ရေးသားထားပါတယ်။ ်အမေရိကန်သမ္မတဘားရက်အိုဘားမားကတော့အနိုင်ရတဲ့ဒီမိုကရက်ကိုယ်စားလှယ်လောင်းတွေကိုဂုဏ်ပြုခဲ့တယ်လို့အနာဂတ်ဟာအနေငယ်ပိုပြီးတောက်ပလာဖို့ရတယ်လို့လည်း post တင်ထားခဲ့ပါတယ်